င်ပုံးတဲ့နိုင်ပြိုကျော်စီမှာအစုခံခဲ့ရကြောင်းပြောလာတဲ့ဝင်းမုံရွှေရင် ခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်စီမှာအစုခံခဲ့ရတဲ့အကြောင်းအရင်းကိစ္စတစ်ခုပြောလာသူကတော့တရုတ်ဆောင်မင်းသမီးဝင်းမွန်ရွှေကြီးပါမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ဝင်းမွန်ရွှေကြီးကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတဦးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်သွားခဲ့ရဖြစ်ပါတယ်ဒီလိုချိန်မှာခင်မွန်းတဲ့စီမှာအစုခံခဲ့ရတဲ့ကိစ္စကိုပြောခဲ့ပါတယ်အစိုးရအစုခံရတဲ့ကိစ္စကတော့ခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်ကိုဗီဒီယိုခိုးရိုက်ခဲ့ရကြောင်းဖြစ်ပါတယ်အဲ့ဒီဗီဒီယိုကလူကြားထဲမှာရေးပန်းစားသွားတဲ့ဇနီးဖြစ်သူဝင်းမွန်ရွှေကြီးအကယ်ဒမီရသွားချိန်မှာအတိုင်းထက်လွန်ပြောနေတယ် နဲ့ကိုနိုင်ဖြိုးကျော်ရဲ့ဗီဒီယိုပုံရိပ်လေးပဲဖြစ်ပါတယ်။ဝင်းမုံရွှေကြီးကတော့အဆိုပါဗီဒီယိုဖိုင်လေးကိုကိုနိုင်ဖြိုးကျော်မသိဘူးဆိုပြီးတော့တင်လိုက်တာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့တနိုင်ငံလုံးသိအောင်ဝဝက်ွယ်ပေါက်သွားခဲ့ရကြောင်းကိုနိုင်ဖြိုးကျော်ရှက်နေလို့မနှဲချောခဲ့ရတယ်လို့လည်းဆိုပါတယ်။အထူးသဖြင့်ကိုနိုင်ဖြိုးကျော်ကရှက်တတ်တာပါ။ဒါပေမဲ့ဝင်းမုံရွှေကြီးကတော့သူမရဲ့ခင်မုန်းတဲ့ကိုမင်းသမီးရဲ့ယောက်ျားဖြစ်ရင်ဒါရီကအဆန်းမဟုတ်ကြောင်းချုံမော့နားချထားရပြီးတော့အခုတော့ကိုနိုင်ဖြိုးကျော်တယောက်အရင်ကထက်နေသားကျလာပြီလို့သိရပါတယ်ရှင်